မင်္ဂလာပါရှင် Facebook မှာကြောကြောဆိုတဲ့သူရေးသားထားတဲ့စာလေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်တာပခါတွေကရွှေကြည်မြို့နယ်အခြေဆိုင် ခမရ998တရင်ဌာနချုပ်တကူလုံးအသိခံလိုက်ရပါပြီတိန်းနာကလည်း KNN အနေနဲ့ PDF ပူပေါင်းတက်ခွဲတွေကတိန်းနာပါတမတော်သားအလောင်းတွေလည်းအပုံလိုက်တွေ့ရတယ်လို့လက်နက်တွေလည်းအများအပြားတိမ့်စီသွားတာကို တွေ့ရပါတယ်တရင်ဌာနချုပ်ကြာဆုံးသွားပေမဲ့တမတော်တွေမှာ ဘသူမှအထူးတလဲလုပ်ပြီးစကားတွေထည့်မပြောကြတော့တာကိုထူးဆန်းစွာတွေ့ရပါတယ်။စစ်သားတယောက်ကြာသွားရင်တော့ဆက်ဆက်တိမခံတဲ့စိတ်တဲ့အခြေအနေတွေကနေဌာနချုပ်တွေတစ်ခုပြီးတစ်ခုကြာသွားတဲ့အခြေအနေမှာတော့ပွဲတက်မပြတ်တဲ့တမတော်ကြီးအဖြစ်ကိုဘယ်တော့မှစပြီးပြောင်းလဲသွားခဲ့တာလေဆိုတာစဉ်းစားမိပါတယ်။အဲ့ဒီအခြေအနေကိုတတ်ထောက်ခံသူတွေလည်းအထူးတလဲအာဩမနေပဲပုံမှန်ဖြစ်စဉ်တစ်ခုလို့ပြုမူနေကြတာလေထူးခြားပါတယ်။ကျွန်တော်တို့တတ်ထောက်ခံသူတွေဟာအရှုံးတွေနဲ့ယင်ပါသွားကြပြီလား။ ညှော်လေးချက်တွေအကုန်လွှတ်ချပြီးတက်မတော်ကြီးကိုစိတ်လျှော့လိုက်ပြီလားကျွန်တော်ကတော့အဲ့ဒီလောက်စိတ်တက်မကြလွယ်ပါဘူးတက်ချုပ်ကြီးရဲ့ရုရှားအပြန်ခရီးစဉ်မှာလူငယ်တွေအတွက်ကောင်းမွန်တဲ့အနာဂတ်တွေတည်ဆောင်လာမှာလို့ယုံကြည်နေတော့မယ်လို့တည်ရော်တယ်လို့យေတာထားပါတယ်ရှင်